မယုံရင်ဆန်းလုပ်ကြည့်တဲ့ဆန်တတ်ချက်များနံပါတ်1ပီကယ်တွေမျိုးချလို့ရလားငယ်ငယ်တုန်းကဆိုရင်ပီကယ်တွေမျိုးမချမိအောင်လို့ဆိုပြီးတော့လူကြီးတွေခဏခဏသတိပေးလေးရှိပါတယ်တကယ်တမ်းမှာတော့ဒါကလူကြီးတွေကျွေးကြတဲ့ဂျင်းဖြစ်ပါတယ်ပီကယ်တွေကအသက်ရှူလမ်းကြောင်းကိုထိခိုက်နိုင်ပြီးတော့အသက်အန္တရာယ်ဖြစ်စေတယ်ဆိုတာမှားယွင်းတဲ့အယူအဆတွေပါမျိုးချလိုက်တဲ့ PK တွေကအစာချေစနစ်ထဲကိုတန်းရောက်သွားမှဖြစ်ပြီးတော့အချိန်တိုင်းမစင်ဘွားကိုရောက်ရှိသွားမှာပါ။ဒါကြောင့် PK ဆိုင်းကြည့်နေရတဲ့ဆိုရင်စိတ်ချလက်ချတာမျိုးချလိုက်ကြဖို့အကြံပေးခြင်းပါ။ အဲတခုခုဖြစ်သွားရင်လေတရေလာမချောက်ဘူးကြိုပြောထားခြင်းပါတယ်။နံပါတ်1အတီးရမစားရင်ဘာဖြစ်မလဲ။တသက်လုံးအသားမစားလို့ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့တသက်လုံးအတီးရမစားဘူးဆိုရင်တော့နည်းနည်းလေးပြဿနာရှိသွားပါပြီ။လူကျမကြီးတို့အတီးရကအဓိကဖြစ်ပြီးတော့အတီးရမစားရင်ကျမကြီးကအလိုလိုထိခိုက်လာမှာဖြစ်ပါတယ်။အတီးရမစားလို့ချက်ချင်းမတည်နိုင်သေးဘူးဆိုပေမဲ့တဖြည်းဖြည်းနဲ့ယောဂပေါင်းစုံစဝင်လာမှာပါ။ဒါဆိုအသီးရွက်ဆိုင်ရင်ကင်ဆာမဖြစ်တော့ဘူးလားလို့မေးเสียရရှိပါတယ်။တကယ်တော့အသီးရွက်ဆိုင်ရင်လည်းကင်ဆာဖြစ်နိုင်ပါတ ။အသက်လုံးမြက်ပဲစားတဲ့နွားတွေတောင်မှကင်ဆာဖြစ်နိုင်သေးတာမို့လို့လူကြီးမင်းတို့လည်းစိတ်တက်မကြဘူးအကြံပေးရုံ။နံပါတ်3အမောင်ထဲမှာကြကြနေဘာဖြစ်တယ်လဲ။မောင်နေဆိုတာမကောင်းပါဘူး။မောင်နေဆိုတာမျိုးကအဖောင်နဲ့မောင်မှကောင်းတာဖြစ်ပါ။အဲအဖောင်နဲ့မဟုတ်ဘဲနဲ့တယောက်တည်းမောင်နေမယ်ဆိုရင်တော့စိတ်ကျမ်းမာရေးကိုပါထိခိုက်လာနိုင်ပါတယ်။လူတယောက်ကအမောင်နဲ့မှပဲနေပါများလာရင်နေမှမသိညာမှမသိဖြစ်ပြီးတော့အချင်းဆုံဝန်းနေပါမိလာမှဖြစ်ပါတယ်။ ဲဒီကနေတဖြည်းဖြည်းကြောင်တောင်စဖြစ်လာပြီးတော့လူချင်းမင်းတို့လိုတခန်းစလွတ်သွားမှာပါတခါတော့ကလည်းတိတ်ပံပညာရှင်တွေကလူတစ်ယောက်ကအမှောင်ထဲမှာဘလောက်ကြာကြာနေနိုင်တယ်လဲဆိုတာကိုစမ်းသပ်ခဲ့ကြပါတယ်ဒါပေမဲ့စမ်းလိုက်တဲ့သူကတလားလောက်နဲ့တည်းယူကြောင်ကြောင်ဖြစ်သွားလို့ဆိုပြီးတော့မနှဲပြန်ကုပေးလိုက်ရပါတယ်ဒါကြောင့်လူချင်းမင်းတို့လည်းမှောင်မယ်ဆိုရင်အဖော်လေးပါလေးနဲ့မှောင်ပြဖို့အကြံပေးခြင်းပါနံပါတ်၄နေနဲ့ကတော့မအိပ်ဆက်ခြင်းပါဒီတစ်ခါမှလည်းအသိပံပညာရှင်တွေကလူတစ်ယောက်ကဘလောက်ကြာကြာမအိပ်ပဲနေနိုင်တယ်လဲဆိုတာကိုစမ်းသပ်ဖို့ကြိုးစားခဲ့ကြပါတ ဒီဆန္ဒချက်ကိုအသက်18နှစ်ရွယ်လူငယ်တဦးကပါဝင်စံသက်ဖို့လုပ်ခဲ့ပါတယ်အဲဒီလုံနဲ့3ရက်လောက်မအိပ်ပဲနေကြည့်ပြီးတဲ့နောက်မှာတော့ခနာကိုရီးယားသွေးတွေစတင်စုပွက်လာပါပြီမျက်နှာကိုလေလေးဖြတ်တိုက်သွားရင်တော့မှဒေါသတွေထွက်လာတာမျိုးပါအခွန်ရမြောင်နေ့မှာတော့တကယ်မရှိတဲ့အရာတွေကိုပါတကယ်ရှိတယ်လို့စတင်လာရပါပြီ။အဲဒီလိုနဲ့၁၁ရက်လောက်ကြာပြီးတဲ့နောက်မှာတော့အရာအလုံးကိုမေ့ပျောက်သွားတဲ့အထိပါခနာပီရတွေပျက်စီးယူရင်းသွားခဲ့ပါတယ်။ဒီလိုမျိုးလုံးဝမအိပ်ပဲနေခြင်းကကြာလေယူလေဖြစ်စေနိုင်တာမို့လို့တင်ပါရပြီးသွားမဆန်းကြည့်ဘူးအကြံပေးချင်ပါတယ်။ နံပါတ်9အနေနဲ့ကတော့နှာချီခြင်းပါနာချီချင်တာကိုအောင်ထားလိုက်တာကဘေးလူတွေအတွက်ယဉ်ကျေးတယ်လို့ဖြစ်ပေမဲ့ကို့အတွက်ကတော့ကျန်းမာရေးကိုထိခိုက်နိုင်ပါလူတယောက်ရဲ့နာချီနှုန်းကပြင်းပြအရှိန်100 mph လောက်ရှိပါတယ်ဒီလိုမျိုးအရှိန်ကိုရက်တံမှုစူးစမ်းနေရဆိုတာကမီတာပိုက်ကိုလက်နဲ့ကနေတယ်လို့ပဲဖြစ်ပါတယ်အကျိုးဆက်အနေနဲ့ level နဲ့ကတရှိူးတွေကိုစုပ်ပြဲစေပြီးတော့အခက်မသိရင်နားစီကိုပါထိခိုက်နိုင်ပါတယ်ဒါကြောင့်နာချီတော့မယ်ဆိုရင်ပါဇက်ကိုအသာလေးအုပ်ပြီးတော့အားရပါရတာချီချလိုက်ဖို့အချံပေးခြင်းပါတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်